မင်္ဂလာပါဒီပြည်သူများခင်ဗျာဒီနေ့ဆွေးနွေးခွင့်အတွက်ကျွန်တော်ဖိတ်ခေါ်ထားသူကတော့လော်လာသောမြန်မာသတင်းမီဒီယာကောင်စီတွင်မှဦးတိုးစောလာဖြစ်ပါရဲ့ဆွေးနွေးမဲ့အကြောင်းအရာကတော့အခုရွေးကောက်ပွဲကိုဝေဖန်လို့ဆိုပြီးတော့ဖန်ဆီးတဲ့လူတရားဖတ်ရှိနေပါတော့အရင်ဖန်ထားတဲ့လူလည်းအများကြီးပေါ့ဒါရွေးကောက်ပွဲနဲ့ပြောတာဆိုတော့လက်ရှိလော်လာဆိုတာပြောဆိုခွင့်ပေါင်းရင်သတင်းလော်လာခွင့်ချင်းနေဘယ်လိုရှိသလဲဒီအကြောင်းကိုဆွေးနွေးတော့ဖြစ်ပါရဲ့ဟုတ်မင်္ဂလာပါအခုတိုးစောလာမင်္ဂလာပါဗျာအခုတမ်းတော့ဟုတ်ကဲ့ဆိုတော့ဗျာအခုကျွန်တော်သတင်းတွေဖတ်မိတဲ့လောက်က အခုနောက်ဆုံးပေါ့နော်95ရောက်ရှိပေါ့ရုပ်ကဝဲဝေဖန်လို့ဆိုပြီးတော့ဖန်လာဒီမှာတောင်ကြီးကတရောဆိုရင်ထောက်ခွန်နေတော့ချလိုက်လို့ဆိုလဲဗျလောလောဆယ်ပေါ့နော်ဆိုကိုတိုးစလာလို့ပြီးသွားလဲဆိုရင်ဘယ်လိုရှိလဲပေါ့နောက်ဆုံးချင်းလဲအဟိုအခုဒါတော့ဟိုပြည်ပြည်ပြည်ရဲ့တရားဝင်ကျင်ညာတဲ့နံပါတ်တွေပါအခုပြောရတာတော့လေသူကတော့အထူးသဖြင့်တော့ဒီကျွန်တော်တို့ရုပ်ကောက်ွယ်ကာကွယ်ရေးနဲ့စောင့်ချော်ရေးဥပဒေဆိုတာကြီးကိုသူကထုတ်တယ်ထုတ်ပြီးတော့မှသူက အနည်းဆုံး၃နှစ်၃နှစ်ကနေ9နှစ်9နှစ်ကနေကိုဒီလက်ဖြစ်စီရင်ဟိုသေနာနှိကြနိုင်တယ်ဆိုလိုတာတော့ဒီရုပ်ောက်ွယ်ကိုစိတ်နဲ့တော့မပြတ်မားနဲ့ဆိုတော့အဲဥပဒေတွေထုတ်တယ်ပေါ့ဗျာအဲ့ဒါတွေရဲ့အပြင်မှာလည်းနောက်ထပ်ဇန်နဝါရီ၁ရက်နေ့မှာနောက်ထပ်ဒီကျွန်တော်တို့လွတ်လပ်စွာပြောဆိုမှုနဲ့ပတ်သက်လေဥပဒေတစ်ခုရှိသေးတယ်အဲ့ဒါတော့ digital criminal law ကျွန်တော်တို့ VPN ကိုသူကဟိုမတရားဥပဒေလောက်လိုက်တယ် VPN တုံးတာတရားမဝင်ဘူးပေါ့ဗျာအဲ့ဒါဆိုလိုတာမြန်မာပြည်မှာသူတို့အချက်လက်ရရတော့ ်အင်တာနက်သုံးသပ်သူ33တန်းရှိတယ်ဗျအဲ့ဥပဒေကြီးထွက်လာတော့မြန်မာ33တန်းအလကားနေနေညာဆွေသားတွေဖြစ်သွားအောင်ဘာသာကုန်းက VPN လောက်နေတခုတည်းတော့မဟုတ်ဘူးသုံးလေးခုသုံးရတယ်တခုကြလိုက်နောက်တခုသွားလိုက်ပေါ့အဲ့ဒါမှမရှိရင်လေလူတွေကကိုယ့်ရဲ့နေစဉ်စားဝတ်နေရေးဆက်သွယ်ရေးဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့ဆိုလိုတာတော့ဘုံမာဒီမာတော့ဆော်ရမ်ပြောသလိုရွက်ကဝင်းနဲ့ဆက်နွယ်ရင် ဆောင်ရွေးကောက်ပွဲကာကွယ်ရေးနဲ့စောင့်ချက်ရေးဥပဒေဆိုတာတော့လွတ်လပ်စွာပြောဆိုခွင့်ကိုဟိုထို့သဖြင့်တော့ရွေးကောက်ပွဲကိုစိတ်နဲ့တော့မပြတ်မှားနဲ့ဆိုတဲ့ဥပဒေအဲ့အပြင်ပေါ်မှာဒီတကြည်တဲ့ပေါ်မှာထပ်ပြီးတော့ဖိနှိပ်ကန့်တတ်မှုတွေပိုဖြစ်လာတယ်ပေါ့ဗျာအဲ့တော့ဟိုဘက်ကတကြည်တဲ့အမှုနဲ့ပါဖမ်းမယ်ဆိုရင်တော့ data ပေါ်မြန်မာရဲ့သူတို့ဟိုထုတ်ပြန်ထားတဲ့အထဲမှာတော့ဟိုလွန်ခဲ့တဲ့၃နှစ်လောက်ကအလုံးမောင်းဒီ online ကြောင့်ဖန်ခံတာလူလူ1993ရောက်ရှိပြီလို့ပြောတာ哦အဲ့တော့တကယ်တမ်းပြောမယ်ဆိုရင်တော့အစတော့ကပြန်ကြားရေးကထုတ်ပြန်တဲ့ ဒီ88ယောက်တို့69ယောက်တို့အဲ့ဒါတည်းမကတဲ့လူတွေအများကြီးဟိုလွတ်လပ်စွာပြောဆိုမှုဆိုတော့ပြောတယ်တကြည်တဲ့ criminal act တို့ဘာလို့ ਨੇ ပေါင်းမဆိုတော့အများကြီးကိုဖမ်းထားတယ်လို့ပဲပြောပြရစီခင်ဗျာဟုတ်ဟုတ်ကဲ့ဗျာဒါလောလောဆယ်ပေါ့နော်ကျွန်တော်ခုနစဉ်းရတော့အခုနောက်ဆုံးဒီရုပ်ကောက်ပွဲဟိုရုပ်ကောက်ပွဲဘယ်လောက်လဲတလားကြောက်ပဲလို့တော့ဝေဖန်ဖမ်းဆီးတာပေါ့ဆိုတော့တတင်းနေမှာကျွန်တော်ကြည့်ရတာကမှတ်တမ်းတွေရဆိုရင်ဟုတ်ခု14လာဥပဒေတစ်ခုရှိတယ်ဗျာ ဒီကာလိုကနေပြီးတော့ထုတ်ထားတာအင်တာနက်ပေါ်မှာဘယ်လိုပြောမလဲကျွန်တော်အင်တာနက်စီစေးဖွဲ့လာဆိုတော့ ETA ဒူဝန်ကြီးကိုလည်းဥစားပြီးတော့ဖွဲ့ထားတာဗျာဆိုအဲ့ဒီဖွဲ့ကအဲ့ဒီဖွဲ့ရဲ့လက်ရည်လာမသိဘယ်လိုအဲ့ဒါဆိုလိုတာဗျာဒီအစိုးရကိုယ်တိုင်စစ်တပ်ကိုယ်တိုင်ကဒီဟာတွေကိုဖေချာစောင့်ကြည့်ပြီးတော့လုပ်လာတာပေါ့ဟုတ်တယ်ဗျာအဲ့ဒီကော်မတီတရက်ကလည်းအထူးသဖြင့် online တွေကိုစောင့်ကြည့်မှာပေါ့နော်စောင့်ကြည့်တဲ့အထက်မှာလည်းတော်တော်ထူးထူးခြားခြားဟိုအစိုးရကို အထူးသဖြင့်ဟိုတက်မတော်မဝေပန်းဟာပေါ့စစ်တပ်ကိုပေါ့ဗျအဲ့လောက်တော့မှအဲ့ဒါကိုအဓိကစောင့်ကြည့်တယ်ဘာဖြစ်လို့အခုရွေးကောက်ပွဲဟိုမဲဆွဲကာလအခုစာကျွန်တော်တို့ရက်60ဖြစ်နေတာဟုတ်ပြီးခဲ့တဲ့စက်တင်ဘာ28ကစပြီးဒီဇင်ဘာ20 26ထိသွားမှာဟုတ်အဲ့ထဲမှာသူတို့ကနောက်ထပ် guideline ကိုချက်ရှိတယ်အထူးသဖြင့်တော့တက်မတော်မဝေမအောင်ပေါ့ဗျာစစ်တပ်ကိုစစ်တပ်ကိုမကောင်းမပြောအောင်ပေါ့အဲ့ဒါကိုစောင့်ကြည့်ဖို့နောက်ထပ်ကော်မတီထပ်ဖွဲ့ပါတယ်ဆောင်းကကိုတောင်းကြပြောသလိုပြည်ထရေးဒုဝန်ကြီးကဦးဆောင်တယ်အဲ့ထဲမှာ ဟိုဘိုးဘန်လည်းပါတယ်ဗျသူကဦးနှင်းလည်းပါတယ်တခြားဌာနတွေလည်းအများကြီးပဲဌာနပေါင်းစုံလို့ပြောရမယ်တော်တော်တင်းတင်းကြပ်ကြပ်ဆိုလိုတာကတော့ဥပဒေတွေလည်းထုတ်ထားပြီးသားထုတ်ပြီးရင်ထပ်ပြီးတော့စောင့်ကြည့်မယ်နောက်တစ်ခါသူသဖြင့်တော့ရွေးကောက်ပွဲကာလ online ပေါ့နော်အခုပြဿနာဘလို့ဖြစ်နေလဲဆိုတော့ online ပဲ activities တော်တော်မြင်မှရှိတယ်ဒီဟိုရွေးကောက်ပွဲအတုပေါ့ဗျာအတုဖြစ်ပြီးတော့လုံခြုံရေးရစိုးရင်ရတယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ message မဲ့လူတွေရစိုးရင်တော့ online ပဲ လိမ့်ပြီးတော့မဲဆွဲနေတာအခုအဓိကမဲဆွဲနေတာတော့ကြန့်ခိုင်ရေပေါ့ကိုယ်စလဲတော့9000ကျော်ရှိပါတယ်အဲ့ထဲမှာကြန့်ခိုင်ရေ1000ကျော်သူတို့ကတော့အများဆုံးဆိုတော့ပြင်းရင်လောလောဆယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့လှုပ်ရှားမှုမဲဆွဲမှုအဓိက online မှာပဲဖြစ်နေတယ်ပြင်းရင်ကျွန်တော်တို့ရွေးကောက်ပွဲဥပဒေမှာ online နဲ့ပတ်သက်လို့ကန့်တတ်တာဘာမှမရှိဘူးအနေနဲ့မရှိဘူးသေချာရဘလို့ကင်ပြောင်းမယ်ဆိုတော့မသိတော့ဒီကာလုံပေါ့ဗျာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနောက်ထပ်အစ်စ်ထပ်ပြီးတော့စောင့်ကြည့်မဲ့ dedicated အဖွဲတစ်ခုကိုထပ်ပြီးတော့ဖွဲလိုက်တော့ပေါ့ဆိုလိုတာကတော့ပို့ပြီးတော့ကြက်မှတ်မယ်နော်နောက်တစ်ခါဦးနှင်းနေလုံးမယ်ဤပညာတွေဘောမပြင်းမှာ online နဲ့ပတ်သက်ရင်ဟိုနှစ်ခုရှိပါတယ်ဟိုနိုင်ငံကြီးတွေပတ်သက်တာရုရှား narrative လို့ခေါ်တဲ့သူတို့တွေရဲ့ပုံဖော်မှုကိုရုရှားအကူအညီပေးတယ်နောက်တစ်ခါတရုတ်ကဒီ infrastructure လို့ခေါ်တဲ့ကျွန်တော်တို့ firewall ဆိုတာအရင်နာမည်ကြီးတာဟိုဥပမာကျွန်တော်တို့ပြည်ပ media တွေဝင်လို့မရအောင်လို့အဲ့လိုပဲ ကျွန်တော်တို့ဟိုတက်ကြွလှုပ်ရှားသီးလို့စောင့်ကြည့်တဲ့ software တို့အဲ့ဒါတွေအကုန်လုံးတရုတ်ကပေးတာအဲ့တော့အဲ့ဒါတွေကိုတကယ်တမ်း account တွေပေါ်မဲ့အခုနောက်ဆုံးပေါ်ဒီစောင့်ကြည့်မယ်ဆိုတော့ commission ပေါ်လာတော့ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ committee ပေါ်လာတော့ဆိုလိုတာတော့ online ပေါ်မှာလည်းစိတ်နဲ့တော့ပြင်မဖို့မစင်သားနဲ့ငါတို့မင်းတို့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းကိုတော့သူတို့ကပေးကျင်တာပေါ့နော်တကယ်လဲတိတိကျကျအရေးယူနေပါတယ်နောက်တဲ့ဆိုးတာကတော့ ဒီ online ဘုရားနေပြီးတော့ဒီ dollar ရေးကိုငွေလှူနေတဲ့ဟာတွေပါပါတယ်ဗျဘန်တွေလည်းပါလာတယ်လေအဲကြောင့်ဟိုဒီငွေကြေးစီစဉ်မှုတွေကအစားပိုထိန်းချုပ်လာမယ်သူသဖြင့်တော့ဗျကျွန်တော်တို့အခုຫນွေဦး dollar ရေးဆိုတာပြည်သူတွေပြန်လှူလာများပါတယ်အဲ့ဒါတွေကိုပါကင်တွယ်လာမယ်ဆိုတော့ပုံမိုတင်းကျက်တဲ့ digital ဥပဒေတွေတခါဟို commission တွေ committee အစ်စ်တွေအများကြီးဖွဲ့ပြီးတော့ ီရွေးကောက်ပွဲအကြိုကာလရွေးကောက်ရွေးကောက်ပွဲကာလရွေးကောက်ပွဲပြီးတဲ့ကာလတည်းမြန်မာပြည်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆို권ဝေဖန်권မရှိဘူးဆိုတာပို့ထင်ပေါ်တယ်လို့ပဲပြောပြရစီခင်ဗျာဟုတ်ဟုတ်ကဲ့ဗျာအဓိကတော့ online အရင်နဲ့ကွာသွားပြီမနော်အရင်အရင်ခဲ့တဲ့ရွေးကောက်ပွဲမှာတော့ဒီဘယ်လိုခေါ်မလဲလူဟိုမြေပြင်မှာသွားပြီးတော့ CEO လှုပ်ဆော်တာတော့စာဆောင်လို့တင်းစားလို့လုပ်သွားတာပေါ့အခုကတော့ online အဓိကဆိုတော့ဒီမှာဗျာ အခုခုနကကျွန်တော်ပြောတဲ့ခုနကသူတို့ပြောတယ်ပေါ့နော်ကျွန်တော်ပြောတယ်ဆိုတော့60ကျော်ဆိုတာ online မှာဝေဖန်တဲ့လူကြီးပဲလားမသိဒီမှာတချို့ကနေဆိုဗျာဟိုဗာလဲသူတို့ water ဖြတ်ချီရွေးချင်ရှိပါတယ်အဲ့ဒါကိုဝေဖန်တဲ့ဟာကို Facebook မှာဗျာ real ပေါ့ဟိုဟာဟိုဟာပေါ့ laugh real ပေးတာလည်းဖတ်ခံရတယ်ပေါ့တော့ကျွန်တော်အဲ့ဒါမေးချင်လို့အဲ့ဒါအခုအဓိက60လောက်က social media မှာပြောတာလို့ဝေဖန်ဝေဖန်လို့ဖမ်းလာလားအဲ့တော့ဆို social media မှာ Facebook တို့ပါကောဗျာ Twitter တို့ ဟိုခုနတီတော်တို့သူတို့အဲ့ platform တွေမှာတာဝန်မရှိဘူးလားအဲ့ဒါကိုဘယ်လိုရှိလဲဟိုသူကတော့ web social media မှာဟိုလက်ပေးတာတို့ဟာဟာပေးတာတို့အဲ့ဒါတွေအပြင်ဟိုတကယ်ကိုဒီလက်ရဥပမာရွေးကောက်ပွဲကြံ့ခိုင်ရရဲ့အမတ်ရဲ့ဆိုင်းဘုတ်ဖြတ်တာတို့ပေါ့အဲ့ဒါတွေလည်းအကုန်ပါပါတယ်69ယောက်ကလေဟုတ်အဲ့တော့အဓိကကတော့သူရဲ့ဟိုနေ့ကရွေးကောက်ပွဲကကွယ်ရေးနဲ့လုံခြုံရေးဥပဒေတော်တော်ကျေပြတ်ပါတယ်အဲ့ကြောင့်သူက3နှစ်နဲ့9နှစ်ကအစောကလည်းဝေဖန်တာသူတို့ဟိုဖမ်းဖို့ သောတို့လိုကိုဒီလက်ရောက်လောက်တာတို့ဘာလို့ဆိုတချို့ဆိုခုနှစ်နှစ်ချတာတို့ဘာလို့ပေါ့နော်အဲ့တော့ဒီဟာတွေကတော့ဟိုတေရန်ထိတော်ပြေးလို့ရတာပဲဗျာဒီရွေးကောက်ပွဲကိုအဲ့ဒါဆိုရင်လည်းဒီလောက်ကြောက်နေလဲဘာလို့ရွေးကောက်ပွဲလုပ်နေလဲဆိုတာစဉ်းစားလို့မရဘူးအဲ့တော့ရွေးကောက်ပွဲကိုတကယ်ဟိုဟိုပါတီ40ကျော်လဲဖြတ်ပြီးသားဗျာတို့နိုင်ကြလဲမရှိပြိုင်ကြရလဲသူနဲ့ဟိုကြက်ခိုင်နဲ့တတ်ဆတ်ညာပဲကြံနေကြံနေဘယ်သူမှလည်းမရှိတော့တဲ့ဟာကိုတခါ online နေပါရောအခုကအကုန်လုံးကိုကြက်အကုန်လုံးကိုအတင်းကြက်ပြီးတော့ဟိုဟိုနေလုံနေတာပေါ့မဖြစ်ဖြစ်ဟိုဒါတွေကလည်း ဟိုတထိန်ကြရင်တော့ဒီရွေးကောက်ပွဲကရွေးကောက်ပွဲမဟုတ်ကြောင်းရွေးကောက်ပွဲအင်္ဂါရက်နဲ့မညီကြောင်းကတော့ပြောလို့တော့ရတာပေါ့နော်ဒါပေမဲ့လောလောဆယ်တော့ဘလို့ဖြစ်ဖြစ်တနက်ထောက်ပြီးလုပ်မယ်ဒါမိုးပြီးလုပ်မယ်ရွေးကောက်ပွဲဆိုတော့ရုပ်အတင်းလောက်သွားမယ်သူတို့အဓိကလုပ်ချင်တာကတော့2020ရွေးကောက်ပွဲရလတ်ပြက်ပြဲပြီပေါ့ဗျာသူတို့ရွေးကောက်ပွဲအတင်းနဲ့ပေါ်လာတယ်ပေါ်လာတဲ့လူတွေကလည်းဗျာအဲ့မှာဟိုဥက္ကဋ္ဌကိုတတ်တဲ့တကယ်အဓိကတရားခံလဲအမတ်တွေဖြစ်လို့ဖြစ်မိုင်းဖြတ်ကအမတ်ဆိုရင်ဥက္ကဋ္ဌဥက္ကဋ္ဌကျွန်တော်တို့ရှင်းနေဥက္ကဋ္ဌကိုတတ်တဲ့တကယ်ဟိုနေ့နေ့နောက်တစ်ခါမဘာတရဲ့တကယ်နာမည်ကြီးတွေ တကယ်ဟိုဘယ်လိုပြောရမလဲဘယ်လိုမှဟိုအဲ့ကိုယ်စလဲတွေကိုကြည့်လိုက်တကယ်သခိုးချိုးဘိုးတွေပဲဗျာဘယ်လိုမှစံနှုန်းမပြည့်တဲ့ဟာတွေပြီးရင်ကျွန်တော်တို့ဟိုပြောဆိုခွင့်ကြတယ်လွတ်လပ်စွာပြောဆိုခွင့်ဘာမှမရှိဘူးအဲ့ဒါကိုပဲအတင်းမဲ့ဓာမိုးတနတ်ထောက်ပြီးတော့လုပ်မယ်ဆိုပြီးတော့ယူဆရပါတယ်အခုနောက်ဆုံးကတော့အစောတော့အမှုပညာရှင်တွေအစိုးရတွေဟိုမှာနေနေခင်စော်တို့ဘာလို့ထွက်လာပြီသူတို့တွေလည်းမလုပ်မနေရတခါတည်းဟိုတလောကသူတို့နဲ့မပူပေါင်းစားမပြောင်းဆိုပုခွေးတို့အလင်းရောင်တို့ကြတော့လည်းပေါ်စစ်နေတယ်ပုခွေးတို့ကလူစိတ်ဝင်စားဘယ်လိုဖြစ်သွားရေပေါ့ ဲ့သူတို့ကတော့ concept ပြီးတော့ခံဝင်နဲ့ပြန်လွှတ်တယ်လို့လည်းပြောတယ်အဲ့မလောက်တာဒါတော့မှဟိုပြန်ကြိုက်ရတရားဝင်ပြောတယ်တော့သူတို့ခေါ်ပြီးတော့ပဲဟိုမေးကြည့်တာပေါ့ဘာကြောင့်လဲပြီးရင်ပြန်လွှတ်လိုက်ပါတယ်ပြောတယ်ဆိုလိုတာကတော့ဟို pressure ရှိနေတာပေါ့ဗျာနာမည်ကြီးတဲ့ director mic ကြီးလို့ပါလို့ကြတော့လေတခါထောင်ချပလိုက်တာပေါ့ဟိုအဲ့ဒါလည်းအစွမ်းကပြောတယ်တိတ်ကြီးတယ်ဘာမှမဟုတ်ပါဘူးအဲ့ကသူတို့ရဲ့ water ဖြန့်ကြီးမှသွားပြီးတော့ reaction လက်ပေးတာတော့ဟာဟာလောက်တာတော့အဲ့ဒါလောက်လေးနဲ့နေဟိုဟိုအစွမ်းကပြောတယ်စိတ်နဲ့တော့မပြတ်မာနဲ့ဆိုတဲ့စကားကိုပဲပြန်ပြောရမှာအဲ့လိုနည်းနည်းလေးမှ ဟိုအထိမခံအဝေဘမကံနော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေမှာဘလို့ဖြစ်ဖြစ်တော့ဒီရွေးကောက်ပွဲအကြိုကာလရောရွေးပွဲရွေးကောက်ပွဲကာလရောရွေးကောက်ပွဲပြီးတဲ့အခါတရားဝင်မှုကာလမှာတော့ဒီဟာတွေကတော့ကြုံနေရမယ်မတရားပြိနှိပ်မှုတွေရှိမယ်သူတစ်ပြင်းတော့အခုရွေးကောက်ပွဲကလုံခြုံရေးစိုးရိမ်လို့ online ပြိနှိပ်မှုကိုပို့ပြီးတော့ digital repression ပေါ့ဗျ digital digital ရှင်းလို့ပြောတာပေါ့ digital ဘောကအာနာရှင် စနစ်ကိုပို့ပြီးတော့ပြည်သူတွေကခါးစည်းခံရမယ်ဆိုတာတော့ပို့ပြီးတော့တည်တာနေတယ်အဲ့တိုင်းပဲသွားနေတယ်အဲနောက်တစ်ခါဒီဟာရဲ့ရွေးကောက်ပွဲကရွေးကောက်ပွဲဟိုအတူရောက်ဖြစ်ချောင်းဆိုတာသူတို့ပြန်တော့ရွေးကောက်ပွဲဆိုတာကျွန်တော်တို့လူခွင့်ရေးကြေညာစာရန်အပိုက်27မှာပါထားပြီးသားဗျာကိုအုံချုံမဲ့ဆိုရအောင်ကိုကလွတ်လပ်စွာပြောဆိုဝေဖန်ပြီးတော့ရွေးချယ်ခွင့်ရှိတယ်ဆိုတာပါထားပြီးသားဒါအခြေခံလူခွင့်ရေးလေအိုက်ကဲဆန်နှုံးတွေတစ်ခုနဲ့မှမညီတော့ဒီရွေးကောက်ပွဲကဘလို့ဖြစ်ဖြစ်တော့ဟိုရွေးကောက်ပွဲမဟုတ်ဆိုတာတော့ပေါ်ပေါ်တာပေါ့နော် နောက်ဆုံးတော့လည်းအဲ့လိုပဲပြောရမှာပေါ့ဒါပေမဲ့ဖိနှိပ်မှုတွေတော့ပုံများလာလိမ့်မယ်ဒီဟိုနေ့မှာတော့ online မှာတော့ပို့ဆိုးလာလိမ့်မယ်ဘာဖြစ်လို့ဆိုတော့တုံညုံရေးအရာအဓိကမဲဆွဲတာ online ဖြစ်နေလို့ပါလားဟုတ်ဟုတ်အဲ့ online ပဲပြောတာလေခုနကကျွန်တော်ပြောသလို online ကကဘာကြီးမှာဗျာခုနကဘယ်လိုပြောမလဲ social media platform ရ worldwide လေတကဘာလုံးနဲ့ရှိတာပေါ့ဘာမှပြမှာသွားကွဲပြီးဖြစ်တယ်လို့ဖြစ်တာဆိုတော့ကြာအဲ့ဒါကဥမာ Facebook Facebook company မှာတာမမရှိဘူးလားစသဖြင့်အဲ့ social media platform တွေရဲ့နောက်နိုင်ငံတကာသတင်းလောလောဆယ်အဖွဲ့တွေရဲ့ဒီအခုပုံမှန်ပြီးမှဖြစ်နေတဲ့ကိစ္စတွေကိုဘာပြောလဲပေါ့ဟိုအခုတော့ social media platform တွေကသူတို့ကအများတန်းဘာပြောလဲဆိုတော့ငါတို့က platform ငါတို့က content ထုတ်တာမဟုတ် content ထုတ်တဲ့လူတွေခင်ဗျားတို့လို media တွေပေါ့ဗျာအဲ့ဒါသူတို့တာဝန်ဆိုပြီးအများတန်းသူတို့တာဝန်ရှိမှုကိုသူတို့ကအများတန်းညင်းပါတယ်ဒါတော့ platform ပိုင်ခြင်းတွေပေါ့နော်ကျွန်တော်တို့ဒါအခုဆိုရင်ဟိုခုနေလဲ YouTube လဲတူတူပါပဲကျွန်တော်တို့ Google Facebook Meta ဒါတွေကတော့အဓိကပါပဲအခုနောက်ပိုင်းတော့မြန်မာပြည်မှာထူးထူးခြားခြားပေါ်လာတာ TikTok အရန်ကိုခေစားလာတယ်ထိုင်းတို့ဘာလို့လဲအတူတူပဲနောက်တစ်ခါရုရှားပိုင်နဲ့ VK တို့ဟို Telegram တို့ကရုရှားပိုင်တာပါဗျာနော်ဆိုလိုတာကတော့ social media platform တွေအပေါ်မှာဟို platform ဖြစ်လို့ content ငါနဲ့မဆိုင်ဘူးဆိုတာကျွန်တော်ထင်တယ်တိတ်တော့ relevant မဖြစ်တော့ဘူး EU မှာဥပဒေပြဖို့စလုပ်နေပါပြီဒါပေမဲ့ကျွန်တော်တို့ Asia မှာတော့မရှိသေးဘူး နော်အဲဦးနေမှာအဲ EU မှာတော့သူတို့ဗါလဲဟိုဦးနေနဲ့ဥပဒေတခုပြဖို့လုပ်နေတယ်သူတို့ပြ social media ပေါ်ကအဲ့လိုဘေးထွက်ဆိုးကျိုးပေါ့မြန်မာပြည်တော့မရှိသေးဘူးအာရှမှာလည်းမရှိသေးဘူးအဲ့တော့ရှေ့လျှောက်တော့ platform ပိုင်ရှင်တွေကငါတို့နဲ့မဆိုင်ဘူးသူတို့ကသူတို့ပြောတာငါတို့က platform ဆိုပြီးတော့ပဲတာဝန်ခံမှုတာဝန်ရှိမှုသူတို့ကရှောင်ထွက်လိမ့်မယ်အဲ့လိုပဲဟိုဥပမာအမုံစကားတွေ Facebook ဆိုရင်လည်းဟိုရိုဟင်ဂျာတရားစွဲထားတာဟိုဘီလီယံနဲ့ချိန်ပြီးတော့ရလုံမှုနဲ့အမုံစကားတွေ အန်ရရှိတဲ့ content ကိုသူတို့ကဆက်ပြီးတော့ဖြန့်ဖြူးတဲ့ channel ဖြစ်နေရောသူတို့တာဝန်မရှိဘူးလားဆိုတာဒါတစ်ကမ္ဘာလုံး debate ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ထင်တယ်မြန်မာပြည်မှာလို့ digital literacy ပေါ့ဗျာ digital စာတမ်းမျက်မှုနှုန်းကလည်းအများနိုင်နေဗျာကမ္ဘာပြည်ကိုကျွန်တော်တို့ Facebook ပေါ်တာ2013မှာဟိုပေါ်ပြီးဆိုရင်ကျွန်တော်ပြောသလိုလောလောဆယ်တောင်းတဲ့28တန်းလောက်ရှိပါတယ် social media ဟို internet တောင်းတာ33တန်းဆိုတော့အဲ့လိုတွေအကုန်လုံးကလည်းတရားမဝင်တဲ့ရာဇဝတ်သားတွေဖြစ်နေတယ် ဆောင်းတော့တကြည်တယ်ရာဇဝဲဥပဒေနဲ့ဆိုတော့တော်တော်တော့ကြွားကြတာပေါ့နော်ဒါပေမဲ့တကယ်တော့တစုံတရာတာဝန်ရှိတယ်လို့တော့ပြောပြရစီဒါပေမဲ့သူတို့တာဝန်ရှိတဲ့အခြေအနေအထူးသဖြင့် platform ပိုင်ရှင်နေပေါ့နော်အဲ့ဒီအခြေအနေရောက်ဖို့တော့အများကြီးသွားမယ်အဝေးကြီးသွားမယ်တကယ်လို့တည်ငြိမ်တဲ့တချိန်ကြရင်တော့အစိုးရမှာဗျအားကောင်းရင်တော့အဲ့ platform တွေကိုပိုတာဝန်ခံခိုင်းလို့ရပါတယ်အခုကတော့ social media platform ကနှစ်ဖက်စလုံးကလည်းတုံးတယ်နော်ဟိုစစ်တပ်ကလည်းဒီပေါ်မှာပဲ message ပို့တုံးတယ်အခုဆိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတကြတဲ့မှတုံးတယ် ပြီးတော့မှဆောတော့ပြောသလို platform ပိုင်ရှင်နေတာဝန်ခံမှုကလည်းဘာမှမရှိဘူးအဲဒီမှာဟို TikTok ဆိုတရုတ်ပိုင်တာပါကျွန်တော်တို့ Telinon နဲ့ VK ကရုရှားပိုင်တာသူတို့ဆိုပိုဝေးသေးတာပေါ့ American ပိုင်တဲ့ဟာတွေကမှနည်းနည်းပါးပါပြောလို့ဆိုလို့ရအောင်မယ်ဒါကြောင့်မလို့ဆောတော့မေးတဲ့ platform ပိုင်ရှင်နေကိုတာဝန်မကြည့်လာစေနော်ကျွန်တော်ကတော့ဟိုတစုံတရာတော့တာဝန်ရှိတယ်အထူးသဖြင့်သူတို့တွေ monitor team ပေါ့ဒီ content monitor team တွေကိုပြန်ပြီးတော့မလျှော့ချသင့်ဘူး ပို့ပြီးတိကျတဲ့ policy တွေနဲ့အစိတ်အောက်ဖြစ်တဲ့ content တွေလူတို့ကိုအမုန်းပွားစေတဲ့ဟာတွေပြဿနာတက်စေတဲ့ဟာတွေတော့အ ਨੇ အ ਨੇ ဆုံးတော့ဖယ်ရှားဖို့တာဝန်ရှိတယ်ဆိုတာတော့ကျွန်တော်တို့ဟိုတိတိကျကျပြောသင့်တယ်ပြောဖို့လည်းလိုတယ်လို့တော့ပြောပြစေခင်ဗျာโอเคโอเคโอเคအတူပြပြတော့ပြောဆိုအခုနောက်ဆုံးညီကိုချုံနေတယ်အဲ့တော့ဗျာအခုရွက်ကောက်ဘွဲကအခုဘယ်နေဝင်မှာလားလဲရောက်နေပြီဒီစီမှာလာကိုတော့55ရက်လောက်ပဲကြာတော့ပေါ့နော်ဒါပထမကြည့်ဒုတိယကြည့်တယ်လောက်မယ် ဆိုတော့ဗျာဆက်ပြီးဖမ်းလာစီတော့ပြူများလာမယ်လေအခုတို့ကျွန်တော်ဟိုနေ့ကဆိုလောင်းလုံးဖက်မှာဒီဂျက်ခိုင်ပါတီကိုပို့ခွဲလာတော့ပါလို့ဖြစ်လာတယ်လေဆိုတော့ခါကြဖမ်းစီတွေပြူများလာမယ်ဟိုကိုတိုးစော်လာဘယ်လိုများအကြံပြုချင်လဲဒီဖမ်းစီဘယ်လိုခေါ်မလဲသက်သက်အောင်တော့မဟုတ်ဗျာလူလူရဲ့လော်လာဆိုပြောဆိုခွင့်ထုတ်ဖို့ခွင့်ရလာအောင်ဘယ်လိုများဆောင်ရွက်ပြလဲပေါ့အားလုံးတူချင်းကျွန်တော်ထင်နေတော့ရွေးကောက်ပွဲနီးလေအခုကအကြောကာလပဲရှိသေးတယ်တကယ်ရွေးကောက်ပွဲနေ့တော့ပြီးလို့ရှိရင်ရွေးကောက်ပွဲအလွန်တရားဝင်မှု အဲအချိန်တွေမှာပို့ပြီးဖိနှိပ်မှုတွေများမယ်ဒီရွက်ောက်ပွဲဟာအတူကြီးလည်းဖြစ်တယ်လို့တနတ်မိုးဓာတ်မိုးစွမ်းလိုမျိုးဖိနှိပ်မှုမျိုးစုံများလွတ်လပ်စွာပြောဆိုဝင်လည်းမရှိတယ်လို့စိတ်နဲ့တော့မပြတ်မားနဲ့ဆိုတော့အတွေးခေါ်ရအောင်ထည့်ထားတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ထင်တာတော့ဒီအထူးသဖြင့် online တကြီးတဲ့သုံးတဲ့လူတွေအနည်းဆုံးတော့ကို profile လော့ချတာပေါ့ဗျာအခုလိုဖန်ခါနဲ့လော့မချတာလို့သူများမြင်နိုင်တာအနည်းဆုံးတော့ကိုယ့်ရဲ့လုံခြုံရေးတော့ကိုထားပါဒါပေမဲ့မပြောနဲ့လို့တော့ကျွန်တော်တို့မတားဘူးပိုတော့ပြောတင်တယ် လူတွေတန်းနဲ့ချီပြီးတော့ဒီအပေါ်မှာဝေဖန်နေတယ်ဆိုရင်တစ်ချိန်ကျရင်ပြောရတာပေါ့ဒီရွေးကောက်ပွဲရဲ့ဟိုရွေးကောက်ပွဲတစ်ခုရဲ့အခြေခံထဲမှာလွတ်လပ်စွာစီယုံခွင့်ပြောဆိုခွင့်ရေးချဲ့ခွင့်เนาะမဲပေးတယ်ဆိုတာအဓိကကြည့်ရလွတ်လပ်ပြီးတရားမျှတလားဆိုတာကြည့်တာပါဘလောက်လွတ်လပ်လဲဘလောက်မျှတာလဲအခုကလွတ်လပ်မှုလည်းမရှိဘူးမျှတာမှုလည်းမရှိဘူးဒါပေမဲ့လူတွေကိုလည်းဒုက္ခပေးနေတော့တကယ်တမ်းသူသဖြင့်တော့ social media တုံးတဲ့လူတွေအနည်းဆုံးကိုယ် profile လောချတာလောက်တော့အဲလောက်တက်အောင်လို့တင်ထားတဲ့ နောက်တစ်ခါဒီဟာဝေဘန်နာတော့ဝေဘန်လုံးကြပါလော့ချပြောလို့ရတာပဲเนาะဒါပေမဲ့ပို့ပြီးတော့သတိထားတင်တာဟိုဖိနှိပ်မှုတွေအစွမ်းလို့ရက်ဆက်မှုတွေသူသူပြောတော့ digital operation လို့ကျွန်တော်တို့ခေါ်တာပေါ့ဗျာ digital platform ပေါ်မှာရေးရဲဆက်ဆက်ဟိုမဝေဘန်ရဲအောင်ကြောက်သွားအောင်เนาะဒီရက်ကြစီကြီးပို့လောက်တာတွေပို့တိုးလောက်တာတွေဖြစ်နေမယ်အဲ့ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ဒီ social media ကိုအမှတ်တမဲ့အလွယ်လေး လွယ်လွယ်ကူကူမလုပ်ပါနဲ့ကို့ဘော်အန်ရဲ့ကြမ်းမဲ့ဟာမျိုးကိုရှောင်ပြီးတော့အနှိမ့်ဆုံးကို့ရဲ့လုံခြုံရေးတကြည်တဲ့ safety ပေါ့လုံခြုံရေးအခြေခံအချက်လေးတွေရှိပါတယ်အဲ့လောက်တော့သီလာစင်တယ်ခင်ဗျားတို့လိုမီဒီယာတွေကလည်းပို့ပြောပြတင်တာပေါ့ဗျာဟုတ်ဟုတ်ဒါကကျွန်တော်တူးချင်းပြည်သူဖွဲ့ပေါ့စစ်တားဟောဗျာပြောလို့တော့ရမှာမဟုတ်ဒါပေမဲ့ဘာပြောချင်လဲအဲ့ဒီဖန်ဖို့စောင့်နေလူကြီးစစ်တပ်ကတော့ဗျာခုလည်းသူတို့လုံချင်တာလုံလို့ရနေတာပဲပြိုင်စရာလည်းလူမရှိဘူးစွမ်းကြောင်ပြောသလို အဓိကအတိုက်ခံပါတီ40လောက်ပဲဗျာ NLD ဟိုတော့ပြောမလဲ NLD အပါဝင် SNLD လို့ပါလို့စစ်တပ်ကိုပြိုင်စရာလောလောလောလဘယ်သူမှမရှိဘူးအခုသူတို့ရွေးရတဲ့ဟိုနေနေအဲ့ဒါလဲကိုယ့်အကူတချို့နေရာဆိုမရွေးခင်နေရာလဲနိုင်ပြီးနေပြီပဲဗျာဘာဖြစ်လို့ဒီလောက်ရုပ်ပြက်စင်းပြက်ကြီးအတင်းကြီးကိုဟိုပြည်သူကိုအတင်းဖိနှိပ်ပြီးတော့ငါတို့ကိုကြောက်ရမယ်ငါတို့နင်တို့အတင်းထောက်ခံလုပ်နေလဲဗျာဒီတိုင်းနဲ့တနက်မိုးပြီးအုပ်ချုပ်နေတာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒါရီယာတစ်ချိန်ကျရင်အမဲဆက်တွေပါဟိုသူတို့ပြန်တော့စစ်တပ်ရဲ့သမိုင်းပေါ်ပြတ်မတော်လို့ တက်မတော်ဆိုတာလည်းအကူကတော်တော်လေးတော့အဲ့အတန်မကြားကျင်တော့တာလူလူကဘလောက်တော့မုန်းနေပြီလဲဆိုတော့သူသဖြင့်တော့သူတို့လှုပ်တဲ့ဟိုနေနေပေါ့တံပြန်မှုပေါ့ဗျာဖိလေကြွလေပေါ့တကယ်အရန်ဖိနေပြီသူကတော့ပြန်ကြွတာပဲလေအဲ့တော့နိုင်လဲနိုင်နေပြီသားဘာလို့များပြည်သူတို့ဒီလောက်တော့ငြင်းရဲဆက်ထက်နှိမ့်ဆက်ကျင်နေကြတာလေပေါ့ဘယ်သူမှမပါလဲထပ်ပြီးတော့သူတို့ညီမျိုးစုံလှုပ်ထားတဲ့ဥပဒေအရရော အခုလောက်ထားတဲ့ဝင်ပြိုင်မဲ့ဟိုစနစ်အရာကိုယောဂကွဲကဒီဇိုင်းဝင်ကသူတို့နိုင်မနိုင်အောင်လောက်ထားပြီးသားပဲဗျာဘာလို့ပြည်သူမောင်းအောင်ထပ်ဖိနှိပ်နေမှာလဲပေါ့နော်ဘလို့ဖြစ်ဖြစ်တော့ဟိုဒိုင်လူကြီးကလည်းသူပဲကိုသွင်းမှာလည်းသူပဲအဲ့ဒါနိုင်နေပြီးတဲ့ဟာကိုဘာလို့ဒီလောက်အတင်းကြီးလူတွေကငါလည်းကြောက်အောင်မထက်လုံနေမှာလဲပေါ့အဲ့ဒါပဲပြောပြရစီဒါပေမဲ့တခုမကောင်းတာတော့တမိုင်းကြောင်းမှာမကောင်းနဲ့ကျွန်တော်တို့ဘုံမာပြည်မှာတော့စစ်တပ်ဥဆောင်နဲ့မကောင်းတဲ့ယောဂကွဲဆိုတဲ့တမိုင်းမှတ်တိုင်းတော့တကယ်ကြံခဲ့မှဆိုတာတော့ပြောရမှာပေါ့ဗျာဒါတွေကဟိုအခုတော့ အခုလက်တလောထင်းနေပြစ္ဆုတ်ပံတော့ခဏနိုင်နိုင်တော့မှာမဟုတ်တချိန်မှာတမိုင်းကြောင်းရတော့မြန်မာပြည်မှာမကောင်းတဲ့ background ရာသွင်းရှိတဲ့စစ်တပ်စစ်တပ်တနက်ထောက်ပြီးကျင်းပတဲ့ရွေးကောက်ပွဲ2025ရွေးကောက်ပွဲကအဲ့လိုကြီးပါလားဆိုကြံခဲ့တာတော့မကောင်းဘူးဗျတိတ်ကကြတာပေါ့ပြောရရင်တော့အဲ့လိုပဲပြောကျင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါပဲကျွန်တော်မြန်မာသတင်းမီဒီယာကော်စီတွင်ဦးတွဲဆိုလာကျေးဇူးဟုတ်ကဲ့ခင်ဗျာ